ဒီမိုကရက်တစ်မြန်မာအသံ TVB ရဲ့အော်တိုဘားလာရှိရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့စစ်ကောင်စီထံအထက်လက်များပေးမှုကြောင့်တယ်လီနော်ကုမ္ပဏီတရားစွဲခံရမယ့်သတင်း၊ဒဝဲထီခီကြောက်မဲနဲ့ဆာလင်ကြီးမှာစစ်တပ်ပုံကျမှုကြောင့်ပြည်သူတွေထိခိုက်ဒေဆုံးခဲ့တဲ့သတင်းနဲ့မြန်မာလူငယ်၄ပုံ၃ပုံအလုံးလက်မဲ့ဖြစ်နေတဲ့သတင်းတွေနားဆင်ကြရမှာပါ။ အနာသိစစ်တပ်ကရဲသားတွေကိုခြေရာခံထောင်ချဖမ်းဆီးတပ်ဖြတ်မှုတွေမှာဖုန်းသုံးဆဲသူတွေရဲ့ဒတင်းအချက်လက်တွေလွှဲပြောင်းပေးအပ်ခဲ့မှုအတွက်နော်ဝေးအခြေစိုက်တယ်လီကွန်ကုမ္ပဏီတယ်လီနော့ကိုတရားစွဲဆိုသွားဖို့လှုံ့ဆော်နေတဲ့အကြောင်းမြန်မာရပ်ဘက်လူမှုအဖွဲ့အစည်းတွေကအောက်တိုဘာ9ရက်မှာထုတ်ပြန်ပါတယ်။အရှိတအအရှန်နိုင်ငံတွေမှာအကြီးဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံသူဖြစ်တဲ့တယ်လီနော့ကမြန်မာစစ်တပ်ရဲ့တောင်းဆိုမှုတွေကိုလိုက်နာဖို့သူရဲ့ဖောက်တဲ့သုံးဆဲသူစစ်ရှစ်တန်းတဲ့ကတချို့တော့အချက်လက်တွေကိုလွှဲပြော ောင်းပေးအပ်ခဲ့တယ်လို့စွပ်စွဲခံထားရတာပါတယ်လီနိုဘက်ကတော့နော်ဝေနိုင်ငံကကနဦးတရားရုံးစုံစမ်းစစ်ဆေးမှုတွေအပါအဝင်တရားရင်ဆိုင်ရာအကြောင်းကြားစာထဲမှာဖဲလို့အကြောင်းအရာမှမတွေ့ခဲ့ရဘူးလို့ writer သတင်းထံတာကိုဖြေကြားထားပါတယ်နိုင်ငံစုံကော်ပိုရေးရှင်းများဆိုင်ရာသုတေသနစင်တာ SOMO ရဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ Joseph VD Ramsin ကဆေးအနာသိမ်းပြီးတဲ့နောက်မှာတယ်လီနိုကအရေးကြီးတဲ့သုံးစွဲသူဒေတာအချက်အလက်တွေကိုစေအောင်စုစီလွှဲပြောင်းပေးခဲ့တာပါအဲ့ဒီထဲမှာနိုင်ငံရေးတိုက ခံတွေနဲ့သူတို့မိသားစုဝင်တွေကိုခြေရခံနိုင်တဲ့ခေါ်ဆိုမှုမှတ်တမ်းတွေနဲ့တည်နေရတွေပါဝင်ပါတယ်လို့ပြောပါတယ်မြန်မာထိုင်းနယ်စပ်ထဝဲခရိုင်တီခီရွာကိုစစ်ကောင်စီတပ်ကလေကြောင်းနဲ့ပုံသီး40ကျော်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ KNU ဘိတ်ထဝဲခရိုင်စီကသိရပါတယ်။ဒီကနေ့အောက်တိုဘာ10ရက်နေ့9နိုင်ကျော်လောက်မှာစစ်တပ်ကလေကြောင်းနဲ့အချင်းရင်း10ချင်းအတွင်းမှာပုံသီး40ကျော်ကျဲချခဲ့တယ်လို့သိရပါတယ်။ KNU ဘိတ်ထဝဲခရိုင်အတွင်းရမှုပဒုစောအနာကတခါကျဲရင်ပုံသီး၄၅လုံးကျဲတာအလုံးပေါင်းပုံသီး40ကျော်50နီးပါးလောက်ရှိမယ်အခုလက်ရှိမှာတော့ပြည်သူတွေကြောက်လန့်ပြီးတိန့်ရှောင်နေရတယ်လို့ပြောပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်မန်စင်ခေါ်ပစီချင်းရအုပ်စုမဲဟုံးရွာကိုအော်တိုဘာ9ရက်နေ့လယ်ပိုင်းမှာစစ်ကောင်စီတပ်ကလေကြောင်းနဲ့ပေါင်250ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ကလင်းငယ်တယောက်ပါဝင်ဒေသခံပြည်သူ၁၀ရက်တေဆုံးပြီး၃ရက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့လူငယ်တွေရဲ့လေးပုံသပုံကအလုံးလက်မဲ့ဖြစ်နေပြီးအမျိုးသမီးတွေကအမျိုးသားတွေထက်ကိုအလုတ်ကန်ဈေးကွက်မှာဖဲချင်းခံထားရကအမျိုးသမီး၃ပုံ၃ပုံအလုံးလက်မဲ့ဖြစ်နေတယ်လို့ကုလသမဂ္ဂအစီရင်ခံစာအရသိရပါတယ်။ ဒီလိုမျိုးသမီးတွေရဲ့အလုတ်လက်မဲ့နှုန်းကအမျိုးသားတွေထက်နှစ်ဆကျော်ပိုများနေတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့အနာဂတ်ရပ်တန့်ခန့်မျိုးစတဲ့အစီရင်ခံစာနှင့်မြန်မာလူငယ်များရဲ့အလုတ်ကိုင်တဲ့ပညာရေးအခြေအနေရသိရပါတယ်။မြန်မာနိုင်ငံမှာလူငယ်အုပ်စုတဲ့ပါဝင်သူဦးရေဟာလူဦးရေရဲ့33ရာခိုင်နှုန်းရှိပြီးခမန်းချေတန်ပေါင်း20နီးပါးရှိနေတာကြောင့်အသက်55ကနေ35အတွင်းလူငယ်9သန်းနီးပါးဟာအလုတ်လက်မဲ့ဖြစ်နေတာပါ။ ကရင်နီကရားပြည်နယ်မြို့တော်ရှိလွိုင်ကောတက်ကရိုကိုနှစ်နှစ်နီးပါးပိတ်ထားရကနေအခုအောက်တိုဘာလထဲမှာပြန်ဖွင့်မယ်လို့စစ်ကောင်စီလက်အောက်ခံပညာရေးဝန်ကြီးဌာနကထောက်ပြန်ပါတယ်။တစ်လေးလုံးစစ်စင်ရေးအတွင်ထိခိုက်ပျက်စီးခဲ့တာကြောင့်ပိတ်ထားရတဲ့လွိုင်ကောတက်ကရိုကိုပြန်လည်ပြင်ဆင်ပြီးဖြစ်လို့2025ပညာသင်နှစ်အဝေးသင်ဒုတိယတုံနဲ့တတိယတုံကျောင်းသားတွေဟာ record တက်ကလို့မှစာမေးပွဲပြန်လာဖြစ်ရမယ်လို့နိုင်ငံပိုင်သတင်းစာကနေအောက်တိုဘာ5ရက်မှာထုတ်ပြန်ထားတာပါ လွိုက်ကော်တက်ကရိုကိုပိတ်ထားတဲ့ကာလအတွင်းတောင်ကြီးတက်ကရိုမှာပြောင်းရွှေ့တက်နေကြတဲ့လွိုက်ကော်ကအဝေးတင်ဒုတိယနဲ့တတိယတုတ်ចောင်းသားအလုံးဟာအနိကတင်တန်းတွေနဲ့စာမေးပွဲတွေကိုလွိုက်ကော်တက်ကရိုမှာပြန်လာဖြေရမှာဖြစ်ပါတယ်။လွိုက်ကော်မြို့ပေါ်ကအခြေခံပညာစာသင်ကျောင်းတွေကတော့မနေ့ကစီရီအခြေအနေကြောင့်နေ့တဝက်ပဲကျောင်းဖွင့်နိုင်ပြီးဒီနေ့မှာတော့ပြန်ဖွင့်တဲ့ကျောင်းတိုင်းကတနေ့ကုန်ပြန်ဖွင့်နေပြီလို့လွိုက်ကော်မြို့ခံတယောက်ကပြောပါတယ်။ ငလျင်တိုင်ကိုစိုးရစွာခံရတဲ့မန္တလေးမြို့မှာကွန်ဒိုအပါအဝင်အထက်မြင့်တိုက်ခန်းတွေကိုရောင်းတဲ့သူများလာပြီးဝယ်လိုအားကျဆင်းလာတယ်လို့မန္တလေးမြို့ရှိအိမ်ချမ်းကြီးအကျိုးတော်ဆောင်တွေရဲ့ပြောပြချက်အရသိရပါတယ်။မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလျင်ကြောင့်မန္တလေးမြို့ရှိ Sky Villa အပါအဝင်ကွန်ဒိုတွေအထက်မြင့်အဆောက်အဦတွေပြိုကျမှုအများဆုံးဖြစ်ခဲ့ပြီးအထက်မြင့်တွေမှာနေထိုင်သူတွေအနေနဲ့မလုံခြုံတာကြောင့်ပြန်လည်ရောင်းချသူတွေများလာတာဖြစ်တယ်လို့ဆိုပါတယ်။ ငလင်မလုတ်ခင်ကတိန်းထောင်ချီရှိခဲ့တဲ့ကွန်ဒိုတွေကိုလက်ရှိမှာတိန်းတထောင်ပတ်ချလည်နဲ့ပြန်လည်ရောင်းချတာတွေရှိနေတယ်လို့သူကပြောပါတယ်။မလန်28ရက်ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြီးကြောင့်မန္တလေးမြို့မှာနာမည်ကြီးကွန်ဒိုငါးလုံးထက်မနည်းအပါအဝင်အထက်မြင့်တိုက်ခန်းပေါင်းရာနဲ့ချီပြီးပြိုကျပျက်စီးထိခိုက်ခဲ့ပါတယ်။လက်ရှိမှာလည်းငလင်ကြောင့်ပြိုကျပျက်စီးခဲ့တဲ့အဆောက်အုံတွေကိုရှင်းလင်းနေတဲ့အဆင့်သာရှိနေပြီးပြန်လည်ထူထောင်ရင်းလုပ်နိုင်တဲ့အနေအထားမရှိသေးဘူးလို့ဒေတာခန့်တွေကပြောပါတယ်။